ချက်စီအသည့်ရဲ့ယူကရိန်းတောင်ပိုင်းကစားသမားမူဒရစ်ဟာတားမြစ်ဆေးစီမင်းချိုးဖောက်မှုကြောင့်၄နှစ်အထိပွဲပယ်ခံရဖို့ရှိနေတယ်လို့သိရပါဗျ။မူဒရစ်ဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာကလေးကစစ်ဆေးမှုမအောင်မြင်ခဲ့ပေတားမြစ်ဆေးသုံးဆွဲထားကြောင်းတွေ့ရှိခဲ့ရတာကြောင့်ဒီဇင်ဘာလကစပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကယာယီပွဲပယ်ပြစ်ဒဏ်ချမှတ်ထားတာပါ။ဒါကြောင့်မူဒရစ်အနေနဲ့ချက်စီအသင်းအတွက်ပွဲကစားခွင့်မရတာ6လကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။ဇော်လ18မှာတော့ FA ကမူဒရစ်ကိုတားမြစ်ဆေးစီမင်းချိုးဖောက်မှုအတွက်ဆွဲချက်တင်ထားကြောင်းအတည်ပြုကြေညာခဲ့ပါတယ်။ဒါကြောင့်မီဒီယာတွေကမူဒရစ်အနေနဲ့ပွဲပယ်ပြစ်ဒဏ်လေးနှစ်အထိကြာခံရနိုင်တယ်လို့သုံးသပ်ရေးသားခဲ့တာပါ။မူဒရစ်ဟာ2023ဇန်နဝါရီပြောင်းရွှေ့မှာ ရှတ်တာဒိုနက်ကနေချက်စီးကိုယူရိုသန်း100အထိမြင့်တက်နိုင်တဲ့ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီးလက်ရှိအချိန်မှာတော့သူ့ရဲ့ကျောနံပါတ်30ကိုပါမစီလွှဲပြောင်းပေးခဲ့ရပါပြီ။